တန်ပြည်နယ်မြောက်ပိုင်းရှိနမတူမြို့နှင့်တီပေါ်မြို့များကိုယနေ့မနက်ကစစ်တပ်မှကျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်နမတူမြို့၌နနက်9နာရီ43မိနစ်တွင်ဘုံကျဲမှုဖြစ်ပွားခဲ့ပြီးမြို့နယ်အတွင်းရှိဈေးရွက်တစ်ခုကိုဘုံများထိမှန်ခဲ့ကြောင်းသိရသည်ဤတိုက်ခိုက်မှုကြောင့်နေအိမ်6လုံးပျက်စီးခဲ့ပြီးဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းသိရသည်ထို့အပြင်နမတူမြို့သို့ဘုံကျဲပြီးမိနစ်ပိုင်းတွင်တီပေါ်မြို့ထွေအုပ်ရုံးကိုလည်းဘုံကျဲတိုက်ခိုက်မှုဒုတိယအကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသခံများကလူမှုကွန်ရက်ပေါ်တွင်အတီးပြုရေးသားခဲ့ကြသည်ထိခိုက်မှုအခြေအနေများကိုလည်းသက်ဆိုင်ရာကစုံစမ်းစစ်ဆေးလျက်ရှိသည်အေဒီမှာလက်တလောဖြစ်စဉ်များနှမတစ်ခုဖြစ်ပြီးယခင်က အောက်တိုဘာ၂ရက်ကနမတူမြို့အားဘုံကျဲခဲ့ရာတွင်ပြည်သူ၄ဦးသေဆုံးခဲ့ပြီး၅ဦးဒဏ်ရာရရှိခဲ့ကြောင်းမှတ်တမ်းများအရသိရသည်လက်ရှိအချိန်ထိစစ်တပ်ဘက်မှတရားဝင်ထုတ်ပြန်ချက်မရှိသေးတော့လေဒေသခံများဘက်မှထိခိုက်သေးဆုံးမှုများနဲ့ 一些中小学生面部、视力受损的西南人，周边有哪些？